်မင်္ဂလာပါရှင်တန်လွင်ထိုင်းရဲ့မိုက်စတာ24ရက်နေ့ည8နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါတန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျမယွန်ကြည်ပြပါရှင်ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘီလင်းမြို့နယ်ထွေအုံယုံ drone နဲ့တိုက်ခိုက်ခံခဲ့ရတဲ့သတင်း ထိုင်းနယ်စပ်ကခလဲရဲစစ်တပ်စခန်းကိုတော်လန်ရဲတပ်တွေစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့တဲ့င်းနဲ့မော်ဘီနယ်မှာပြည်သူ့လုံခြုံရေးအဖွဲ့ကိုစစ်ကောင်စီစားတင်အုံပြူလာနေတဲ့တဲ့င်းဘင်းစတက်ရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးအတွက်စစ်ကောင်ဆောင်ကိုဖိတ်ကြားထားတဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့နိုင်ငံပြိုကွဲစေနိုင်မဲ့ထရန့်ရဲ့အန်ဒီရဲကိုဖြည့်ရှင်းဖို့ကနေဒါဝန်ကြီးချုပ်ဂျားဖြတ်ရွေးကောက်ပွဲခေါ်ယူမဲ့တဲ့င်း ဝန်ကြီးချုပ်ကိုယာယီတမရအဖြစ်တောင်ကိုရီးယားတရားရုံးပြန်လည်ခန့်အပ်ပေးခဲ့တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။ ဝန်ပြည်နယ်ဘီလင်းမြို့နယ်ရှိဘီလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့်လမ်းသွားလမ်းလာအရပ်သားပြည်သူတို့မိုင်းစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကတင်လွှင့်ထားမှုပြောပါရယ်မတ်လ24ရက်နေ့မနက်9:00နာရီအချိန်ခန့်မှာဘီလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံကိုတော်လန်ရေးတပ်ဖွဲ့တို့ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အဲ့ဒီတိုက်ခိုက်မှုတွင် drone ဘုံတစ်လုံးဟာထွေအုပ်ယုံရဲ့အလံတိုင်းပေါ်ကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ယုံရှိကနေဆိုင်းငယ်မောင်းနှင်သွားတဲ့အရက်သားပြည်သူတို့တင်မောင်းကိုမိုင်းစားထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။မိုင်းစားထိမှန်ဒဏ်ရာရရှိခဲ့တဲ့အရက်သားပြည်သူကတော့ဘီရင်မျိုးနဲ့ပြည်သူစေယုံမှာဆေးထည့်ပြီးနေရပြန်သွားတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတအူးကပြောပြပါဗျာ။ အလားတူဒီကနေ့မနက်7:00နာရီအချိန်ခန့်မှာလေဘီရင်မြို့နယ်နတ်ကြီးကျေးရွာနီးရှိစစ်ကောင်စီစစ်ဆေးရေးဂိတ် drone နဲ့တိုက်ခိုက်ခံခဲ့ရပါပဲထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ဆိုပါတယ် ပြည်လင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြောင့်ရခုနဲ့စံပိုင်းကစပြီးနှစ်ဖက်စစ်ရေးတွေပုံမတဲမာလာသလိုစစ်ကောင်စီဘက်ကလည်းစစ်တောင်းထိုးဖို့ပြင်ဆင်နေတာရှိနေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။ပြည်ရင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာအာနာသိန်းကာလာတွင်၄ချိန်ထံမှနေတိုက်ခိုက်ခံထားရပြီးရုံးအဆောက်အဦတို့ချို့ထိမှန်ပျက်စီးတာတွေတွေ့ရှိခဲ့ရပါတယ်။ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထားမြက်မှာနေဆန်းနာခလေဒီကျေးရွာမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းကို KNL တပ်မခွနဲ့ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေကမတ်လ23ရက်နေ့မှာစတင်ပိတ်ဆို့တိုက်ခိုက်နေပြီလို့နေဆန်းတဲ့ရင်မြစ်တွေကတန်လွင်ထမ်းမှုပြောပါတယ် တိုင်းဝဲမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ခလဲဒီစခန်းကိုမတ်လ23ရက်နေ့မနက်10:00နာရီအချိန်ကစတင်ကကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းအဖွဲ့တို့ကဝိုင်းရံပိတ်ဆို့လိုက်ကြပြီးဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်တာစနိုက်ပါတပ်နဲ့တွေနဲ့ပစ်ခတ်တာတွေလှုံ့ဆော်နေတာပါ။ နေဆန်အနီးကခလဲဒီစခန်းသိန်းတိုက်ပွဲအခြေအနေတွေကြောင့်ခလဲဒီကျေးရွာနဲ့အနီးနားကျေးရွာတွေကဒေသခံပြည်သူတရာကျော်အားထိုင်းနိုင်ငံဗတ်ချန်ထက်ဆန်ရန်မျိုးနယ်မဲဆောင်ကျေးရွာထဲကိုထွက်ပြေးတိမ်းရှောင်ရောက်ရှိလာပြီးဒေသရင်းကထိုင်းလုံခြုံရေးအဖွဲ့တွေကစောင်းရှောက်ကူညီပေးထားတယ်လို့နေဆက်သတင်းရင်းမျက်စီကနေသိရပါဗျာ။ စစ်ကောင်စီတပ်ရဲ့ခလဲဒေးတပ်စကန်ဟာထိုင်းမြန်မာနယ်စပ်အနီးဝန်းကျင်မှာတည်ရှိသလို KNU ဘိုးဌာနချုပ်နဲ့လည်းနီကက်စွာတပ်ဆွဲအခြေချထားတာဖြစ်ပြီးအဲ့ဒီစကန်ကိုစစ်ကောင်စီတပ်ကမြေပြင်ကနေစစ်ကူပေးဖို့မလွယ်ကူနိုင်ဘူးလို့ဒေသရင်းသတင်းရင်းမြစ်တူကဆိုပါတယ်စစ်ကောင်စီတပ်အနေနဲ့ဝေဟင်ကနေသာလေကြောင်းတိုက်ခိုက်မှုကိုအသုံးပြုပြီးစစ်ကူပစ်ခတ်ပေးနိုင်ပေမဲ့ပြီးခဲ့တဲ့ point 1.48ပူလူတူခြေကုပ်စကန်သိမ်းတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးခဲ့ကြတာကနေ KNLA KNDO ပူးပေါင်းဖွဲ့ကစကန်ကို လုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။ထိုင်းနယ်စပ်နာကခလဲရေးတပ်စခန်းစီမြေပြင်စစ်ကူအနေနဲ့စစ်ကူပို့ဆောင်မယ်ဆိုပါကအနည်းဆက်ဆုံးစခန်းဖြစ်ရှမ်းရွာတဲ့အခြေချစစ်ဖြူဟာကနေပေးပို့ပေးနိုင်မှာဖြစ်ပေမဲ့ KNL KNDO ပူးပေါင်းတပ်တို့ရဲ့ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့်ရှမ်းရွာတဲ့ဖြူဟာစခန်းကနေမြေပြင်စစ်ကူပေးနိုင်မှုမလွယ်ကူဘူးလို့စစ်ရေးသတင်းရင်းမြစ်အူကတုံ့တက်ပါတယ်။ ယခုလမန်ချက်စတာ၁၄ရက်နေ့က KNU တက်မှ9နည်းမြေလိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်နားကစစ်ကောင်စီတပ်ရဲ့ point 148ပူလူတူခြေကုပ်စခန်းကို KNL KNDO ပူးပေါင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားအများပြားတိုက်ဆုံးကထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတာတွေလည်းရှိခဲ့ပါသေးတယ်။ ်ပွိုင်း1နဲ့6ရှစ်ပူလူတူခြေကုပ်စခန်းသိမ်းတိုက်ပွဲပြီး၄ရက်အကြာမှာတော့ရှမ်းရွာတင်းမြို့အခြေချစစ်ဗျူဟာစခန်းကနေစစ်ကောင်စီတပ်ကအသေးခံ drone တွေနဲ့ KNU ဘိုးဌာနချုပ်တွေက KNL စစ်ဦးစီးချုပ်ဘိုးကျော်ကြီးစောကျော်နေနေအိမ်ကိုပြန်လည်လက်တုံးပြန်ပြီးဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့အထိခိုက်မှုတစုံတရာမရှိခဲ့ပါဘူး။ ပိုလို့တို့စခန်းသိမ်းတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတဟလိုင်းဝဲမျိုးနဲ့ရှမ်းရွာတဲ့ဘျူဟာထဲကိုရဟတ်ရင်တွေနဲ့ရိတ်ခါတွေလာရောက်ပို့ဆောင်ထားပြီးခံစဲပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းမြေပြင်သတင်းရင်းမြစ်တွေရသိရပါဗျ။ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းက KNU ဘိုးဌာနချုပ်ဟောင်းဖြစ်ခဲ့ပူတဲ့မာနယ်ဘလော့ဒေတာတွေကစစ်ကောင်စီတပ်စခန်းတွေအားလုံးကို KNL KNDO တော်လန်ရေးပူးပေါင်းဖွဲ့တွေကတိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက်တပ်မခွနဲ့နယ်မြေထဲမှာစစ်ကောင်စီတပ်နဲ့ KNU တို့ကြောင်းနှစ်ဖက်စစ်ရေးတွေပုံမတင်းမာလာတာဖြစ်ပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1500ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စည်းရုံးကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1512ရက်အတွင်းအတန်းဖတ်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6435ဝက်ထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ28910ဝက်ထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6889ဝက်ထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်သက်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ်ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်မွန်ပြည်နယ်မှာစစ်ကောင်စီအားမျိုးဝင်မျိုးထွက်စစ်ဆေးတာမျိုးတွင်းလှည့်လည်စစ်ဆေးတာအခမ်းအနားတွေမှာလုံခြုံရေးယူရတာအပြင်ရက်ွက်တွေတွင်အဲစင်းစစ်ဆေးတာမျိုးတွေအထိပါပြည်သူလုံခြုံရေးနဲ့အစံဖတ်နေနေရေးအဖွဲ့တွေကိုအသုံးပြုလာနေတာဖြစ်ပါတယ် ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။မူမီနေမှာစစ်ကောင်စီဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနှိမ်နင်းရေးဖွဲ့တွေကိုလုံခြုံရေးနဲ့မျိုးရင်းကင်းလှည့်မှုတွေမှာစတင်အသုံးပြုလာတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ်။စစ်ကောင်စီအသုံးပြုလာတဲ့ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာရေးနှိမ်နင်းရေးဖွဲ့ဝင်တွေဟာအပြာရောင်ယူနီဖောင်းဝတ်ဆင်ပြီးလက်နက်ကင်ဆောင်ကစစ်ကောင်စီကနေရာချပေးတဲ့နေရာတွေမှာလုံခြုံရေးတာဝန်ယူရတာပါ။ဒါအပြင်မြို့ဝင်မြို့ထွက်မှာစစ်ဆေးတာ မြို့ရင်းလှဲ့လေစစ်ဆေးတာခန်းသားတွေမှာလုံခြုံရေးယူရတာတွေပြင်ရက်ွက်တွေတွင်အဲစင်းစစ်ဆေးတာကစအသုံးပြုလာတာဖြစ်ပါတယ်။မူပြည်နယ်ဒေသခံလူကတော့ဒေသတွင်းမှာစစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ပြည်သူလုံခြုံရေးနဲ့ကျန်းမာနေနေရေးဖွဲ့တွေကိုတွေ့ရှိမှုပုံများလာပြီးစစ်ကောင်စီဘက်ကလုံခြုံရေးကဏ္ဍတွေအတွက်လူသူတို့အသုံးပြုလာတယ်လို့ပြောပါတယ်။ဒါဝိုင်းစတဲ့လက်မောင်းပတ်စိတ်မှာကမူပြည်နယ်ဆိုရဖွဲ့ယုံဒီစိတ်ကအင်းနာယုံ အဲ့ဒါရေနောက်ဒီဘက်ဒီဘက်မှာကပါလာကဖတ်တယ်ဆိုတော့ဆက်လို့အတူလေးနဲ့ဝိုင်းနေမှာဒီဘက်ဆက်တွေ့ကျွန်တော်တို့ဘက်မှာလူငယ်ပိုင်းလည်းပါတယ်တက်လက်တွေလည်းပါတယ်တွေ့တယ်ကျွန်တော်ကဒီကျွန်တော်တို့ဒီကာတာရီပိတ်ဆို့ပါနော်ပိတ်ဆို့ဆိုရင်ဟိုဆန်ကြဲပါဒီစစ်တာတို့ဘာလို့ညာလို့ဆိုတော့ကာတာရီကော့တော့တယ်နောက်ဟိုမှာခုနကမျိုးဆောင်ဝဲကာလာကိုတုံတုံကြီးလောက်တာတို့ဘာလို့သူတို့အဲ့ကော့ကော့တော့တွေ့တယ်သူတို့ကနံပါတ်တော့ဒီလက်ထက်ကြီးကိုင်းနေတယ် စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာနေနေရေးဖွဲ့ဝင်တွေဟာတခါတရံရက်ွက်ကြွေးရအတွင်းတရင်ရရှာပွေတဲ့နေရာတွေမှာစစ်ကောင်စီကို လုံခြုံရေးယူပေးရတာတွေလည်းရှိတယ်လို့သူကဆက်ပြောပါတယ်။ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာနေနေရေးဖွဲ့တွေဟာစစ်ကောင်ဆောင်ပိုင်းတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းထားတာဖြစ်တယ်လို့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးဖို့အကြမ်းဖက်ဖို့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုသာဖြစ်တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSR ရဲ့ပြောခွင့်ရနိုင်ငံကားကဝေဖန်ပါတယ်။ ဒါကြောင့်ပြည်သူ့လုံခြုံရေးနဲ့ကျန်းမာနေနေရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုပြည်သူတွေအနေနဲ့တော်လှန်ရေးတပ်တွေထံသတင်းပေးကြဖို့နိုင်ငံကားကတိုက်တွန်းတာပါအမေရိကန်ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နေနေရေးအဖွဲ့တွေဟာပြည်သူတွေရဲ့သွားတဲ့လမ်းပေါ်မှာဟိုစကန်တွေချကင်းစကန်တွေဆောက်ဂိတ်တွေဆောက်ပြီးတော့ပြည်သူတွေကိုစတင်နှောက်ယှက်နေပြီးဒုက္ခပေးနေပြီးအခွန်အောက်တွေပေးနေပြီးဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားရတယ် ဒါကြောင့်ပြည်သူများအနေနဲ့စကြင်သွားဖို့လိုတယ်ဘယ်လိုစကြင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်လှန်ပြည်သူများနဲ့တော်လှန်ရေးအဖွဲ့အစည်းများနဲ့အတူတကွပူးပေါင်းပြီးတော့သူတို့ရဲ့လှုပ်ရှားမှုသတင်းတွေသတင်းပေးဖို့ကျွန်တော်တို့ပန်ကြားလိုပါတယ်။ကြံတဲ့တာဝန်ကိုကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေကဆက်လက်ပြီးတာဝန်တာဝန်ယူသွားဖို့ပဲရှိတယ်ပေါ့နော်။ပြည်သူ့လုံခြုံရေးနဲ့ဂျမ်းဘတ်နှိမ်နီးရေးအဖွဲ့ဝင်တွေဟာစစ်ကောင်စီရဲ့လက်အောက်ခံတွေဖြစ်တာကြောင့်ပြည့်ပြည့်စုံစုံအရင်ယူသွားမှာဖြစ်တယ်လို့ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကလည်းအရေးကြီးတယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီဟာပြည်သူလုံခြုံရေးနဲ့ကျမ်းမတ်နှိမ်နင်းရေးဗဟိုကြီးကြပ်မှုဖွဲ့ကတော့ပြီးခဲ့တဲ့နှစ်ဩဂတ်16ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးအဲ့နောက်နေပြည်တော်ပါဝင် တိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်နဲ့ရက်ွက်ကြီးရွာတွေထိဖွဲ့စည်းထားပါတယ်စစ်ကောင်စီကတော့ပြည်သူလုံခြုံရေးနဲ့ကျမ်းမတ်နှိမ်နင်းရေးဖွဲ့ဝင်တွေကိုစစ်တပ်နံပေးတာလက်နက်တပ်ဆင်ပေးတာထောက်ပံ့ပို့ဆောင်တာနဲ့ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ရွေးထုတ်ကယ်ဆယ်ရေးတာဝန်ပေးဖို့ဖွဲ့စည်းခဲ့တာလို့ဆိုပါရယ်။နောက်အပြင်ထိရောက်တဲ့တိုက်ပွဲဝင်နိုင်ဖို့အခြေအနေနဲ့ကိုက်ညီတဲ့ဤပြူဝါရီလေ့ကျင့်ပေးတာတပ်ဖွဲ့ဝင်တွေကိုနည်းမြေလုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်ပေးတာပြင်စစ်မြေပြင်တာဝန်ပေးဖို့အထိရွယ်ထားတာပါ။ဝန်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ငွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာန MSSC DOD ငွန်ပြည်တော်လှန်ရေးတပ် MSRS နဲ့ငွန်ပြည်ကာကွယ်ရေးတပ် MSDS ကတော့ စစ်ကောင်စီဖွဲ့စည်းလိုက်တဲ့ပြည်သူ့လုံခြုံရေးနဲ့ချမ်းမတ်နှိမ်နီးရေးအဖွဲ့တွေထဲမှာပြည်သူတွေလုံးဝမပါပွင့်ဖို့ပြီးခဲ့တဲ့နှစ်စက်တင်ဘာ၂ရက်နေ့မှာသတိပေးထားပါတယ်။မူပြီးနေမှာတော့ပြည်သူ့လုံခြုံရေးနဲ့ချမ်းမတ်နှိမ်နီးရေးအဖွဲ့ဝင်တွေဟာရက်ွက်နဲ့ကြီးရွာတွင်းကအသက်35နှစ်ကနေ65နှစ်အထိစစ်မှုထမ်းဟောင်းတွေအငိမ့်စားရဲဝင်နှန်းတွေစစ်တပ်ထောက်ခံသူတွေကြက်ခိုင်ရေးနဲ့ပါတီဝင်တွေမဖသာဖွဲ့ဝင်တွေပြင်အာဏာသိမ်းမှုကိုထောက်ခံခဲ့တဲ့နိုင်ငံရေးပါတီချုပ်က ပါတီဝင်တွေပါဝင်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ဧပြီလ3ရက်နေ့ကနေ4ရက်နေ့ထိကျင်းပမဲ့ Bimstack အစည်းအဝေးကိုအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတက်ရောက်ဖို့ရှိနေပြီး အာနာသိန်းကာလာတွင်ပထမဆုံးကြိမ်ထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိနေတာဖြစ်တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးထားပါတယ်။လာမယ့်ဧပြီလမှာထိုင်းနိုင်ငံကဥဆောင်ကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ Bimstack ရဲ့6ကြိမ်မြောက်ထိပ်တီးစည်းဝေးမှာ မြန်မာစစ်ကောင်းဆောင်ကိုဖိတ်ကြားထားတယ်လို့ထိုင်းသတင်းတချို့ကဖော်ပြပါတယ်။ဧပြီ3ရက်နေ့ကနေ4ရက်နေ့ထိကျင်းပမယ့်အဲ့ဒီစည်းဝေးကိုအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတက်ရောက်ဖို့ရှိနေတာမို့အာနာသိန်းမှုအတွင်ပထမဆုံးအကြိမ်ထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိနေတာပါ။ဘင်္ဂလားပင်လယ်အော်ဒေသရင်းနိုင်ငံတွေရဲ့ဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဘင်းတက်အဖွဲ့မှာထိုင်းမြန်မာတီရီလင်္ကာဘင်္ဂလားဒေ့ရှ်အိန္ဒိယနီပေါနဲ့ဘူတန်နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုဖိတ်ကြားထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်လူသမားကြီးတက်ကြွလှူရှားသူဦးအောင်ကျော်ကအာနာတိန်စစ်တပ်ကိုဘယ်နိုင်ငံကမှမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်အတိမတ်ဖြူထားတာမရှိတဲ့အပေါ်အခုလိုဖိတ်ကြားတာဟာမသိလျော်ဘူးလို့သူ့မြင်ကိုပြောပါတယ်။အမှန်ကတော့စစ်တပ်ကအာနာတိန်ကိုထားတာလေနှစ်ကျော်ပြီ။အဲ့ဒီအချိန်မျိုးမှာဘယ်နိုင်ငံပဲအတိုင်းဝန်းကမှမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလို့အတိမတ်ဖြူထားတာမရှိဘူးလေ။အဲ့တော့ဒီလိုအနေထားမျိုးမှာလည်းပြည်သူတွေရဲ့အသက်အိုးရေးစိတ်ကြီးလေလုံသား ဒုက္ခရောက်နေတဲ့အချိန်ခါမျိုးမှာသူမျိုးဟိုနိုင်ငံတကာအတိုင်းဝန်းထဲမှာဆက်ခွက်ပြန်လာမျိုးတော့ဟိုမတင်လျော်ဘူးလို့ကျွန်တော်အမြင်သုံးသပ်လိုပါတယ်ဟုတ်ကဲ့စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့အာနာသိမ့်မှု၄နှစ်ကျော်အတွင်းကိပခီးစဉ်အဖြစ်ဒေတာရင်းနိုင်ငံတွေကဖိတ်ခေါ်ခြင်းမရှိပေမဲ့တရုတ်ရုရှားနဲ့ဘယ်လာရုစတဲ့နိုင်ငံတွေရဲ့ဖိတ်ကြားမှုတချို့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဘယ်လာရုခီးစဉ်အတွင်း အခုနှစ်နောက်ပိုင်းဒါမှမဟုတ်နောက်နှစ်စောပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတယ်လို့စစ်ကောင်းဆောင်ကထုတ်ပြောခဲ့ပြီးနောက်ပိုင်းထိုင်းခီးစဉ်ထွက်ပေါ်လာတာပါတစ်ဖက်မှာနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကနေဖော်ရန်ထုတ်ဖို့အမည်စရင်တင်သွင်းခံထားရတယ်လို့အာဂျင်တီးနားနိုင်ငံတရားရုံးကနေလည်းစစ်ကောင်းဆောင်အပါအဝင်စစ်ဗိုလ်ချုပ်23ဦးတို့ကိုဖော်ရန်ထုတ်ထားတာပါဒီချိန်တွေမှာဘင်းစတက်အစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်ဖြစ်ရင်နှစ်နိုင်ငံစစ်တပ်ကြားစစ်ရေးမဟာမိတ်ကြောင့်ထိုင်းစစ်တပ်ကလွန်ကြုံရေးအာမခံချက်ပေးထားတာလို့ 恁爱里啦，懂得多；我单说恁个，懂得巴里。我嘛别，适当的，不关心的，才能啊。别人就是一毛没，国产的了，批发的。这种才能啊嘛，也得说得得嘞。还是适当的嘛，适当的了咯，就那路。你讲古路，百分之七十你讲是吧？你来讲，喏。 မြောင်းနိုင်ထိုင်သွားရတာဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်။ဒါပေမဲ့ထိုင်မှာအချို့ကဒီကျွန်တော်အနောက်ဝီယဘအမေရိကန်နူးနေလေနော်ဒီနည်းရဲ့ဆက်ဆံမှုရှိပါတယ်။အဲအဲ့တော့ပြောချင်တာကတော့မြောင်းနိုင်ထိုင်သွားရစွာလုံးလုံးရေးရတော့ဒီနေ့လိုရတာဆူအရှိနေအောင်ပါ အမခဏ်ရဲ့တိတ်တော်မရှိပါဘူး။ဒါပေမဲ့ထိုင်းစစ်တပ်ကအမခဏ်ရဲ့ရှိပေးလို့သွားတယ်လို့ပဲကျွန်တော်တို့ကယူဆပါလိမ့်ခဲ့။ဘင်းစတက်ရဲ့6ကြိမ်မြောက်ထိပ်သီးစစ်ဝေးအတွက်ထိုင်းနိုင်ငံကိုတွားရောက်မဲ့စစ်ကောင်းဆောင်ရဲ့ခီးစင်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့လောလောဆယ်မှာအတိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။အဲ့ဒီစစ်ဝေးဟာလက်ရှိထိုင်းဝန်ကြီးချုပ်ပေတွန်ထံကတဘာပတိဖြစ်ပထမဦးဆုံးတာဝန်ယူကျင်းပတာဖြစ်ပြီးဒေတာရင်းအဖွဲ့ဝင်နိုင်ငံကခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါသေးတယ်။ ဘင်းစတက်ဖွဲ့ကို1998ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ထူထောင်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်နဲ့နယ်မြေချင်းဆက်ဆက်နေတဲ့နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံပြိုကွဲစေနိုင်မဲ့ Trial and Error ကိုဖြေရှင်းဖို့ကနေဒါဝန်ကြီးချုပ်ကကြားဖြတ်ရွေးကောက်ပွဲခေါ်ယူဖို့လှုံ့ဆော်နေပါတယ်။ဒီအကြောင်းကိုတော့ပြပြကပြပြပေးထားပါတယ်။အမေရိကန်ကမိမိတို့နိုင်ငံကိုပိုင်ဆိုင်စေဖို့မိမိတို့နိုင်ငံကိုပြိုကွဲစေလိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အန်ရီယကိုဖြေရှင်းရေးအားကောင်းတဲ့လုံပိုင်ခွင့်အာဏာလိုအပ်ကြောင်းလာမယ့်ဧပြီလ28ရက်မှာဂျားဖြတ်ယူကောက်ပွဲကျင်းပရေးမတ်လ23ရက်မှာကနေဒါဝန်ကြီးချုပ်မတ်ကာနီကတိုက်တွန်းပြောကြားလိုက်ပါတယ်။ ကနေဒါအပေါ်အခွန်တိုးောက်ပြီးအမေရိကန်ရဲ့50တခုမြောက်ပြည်နယ်အဖြစ်သိမ်းယူမယ်လို့တမရထရန့်ကချင်းချောက်ပြီးနောက်ပိုင်းမှာအဓိကကုံသွယ်ဘက်ကာလာရှိမဟာမိတ်နိုင်ငံနှစ်ခုကြားဆက်ဆံရေးဆိုးပွားလာခဲ့ပါတယ်လာမယ့်ရွေးကောက်ပွဲကိုအောက်တိုဘာ20ရက်နေ့အထိကျင်းပဖို့စီစဉ်ထားတာမရှိပေမဲ့ဝန်ကြီးချုပ်ကနေကဇန်နဝါရီလကတည်းကသူ့ရဲ့ Liberal Party ထောက်ခံမှုပြန်လည်ရရှိဖို့ကြိုးပမ်းနေပါတယ်။ ဲ့ဒီအချိန်ကစလို့ထရန့်ကကနေဒါကိုစတင်ချင်းချောင်းနေခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒိုရာထူးကနေနှုတ်ထွက်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ပြည်ခဲ့တဲ့ match လ14ရက်မှာဝန်ကြီးချုပ်အဖြစ်ကျန်းတစ္ဆာကျင်းဆိုနေချိန်မှာကာနီကသူ့အနေနဲ့ trend ကိုလေးစားပြီးလက်တွဲအလုပ်လုပ်လို့ရတယ်လို့ပြောကြားခဲ့တာပါ။ဒါပေမဲ့ match လ23ရက်ကပြောကြားရမှာတော့သူက American သမ္မတကိုတိုက်ခိုက်လို့တဲ့လေတန်းနဲ့ပြောကြားခဲ့တာဖြစ်ပါတယ်။ trend ကမတရားသဖြင့်ကုံသွဲရေးစစ်ပွဲဆင်နွှဲနေပြီးမိမိတို့ရဲ့အထုတ်ချအာဏာကိုချိန်ချောင်းနေတာကြောင့်မိမိတို့တသက်တာမှာအတိတ်အထင်ရှားဆုံးအချက်အတဲနဲ့ရင်ဆိုင်နေရတယ်လို့ဝန်ကြီးချုပ်ကာနီကဆိုပါတယ်။မိမိတို့အနေနဲ့ကနေဒါနိုင်ငံရဲ့ ီးပွားရေးအားကောင်းလာစေဖို့နဲ့လုံခြုံစေဖို့ဆောင်ရွက်ရမှာဖြစ်တယ်လို့သူကပြောပါတယ်။ကနေဒါဟာနိုင်ငံတစ်ခုမဟုတ်ဘူးလို့ထရန့်ကပြောဆိုပြီးအမေရိကန်ကမိမိတို့နိုင်ငံကိုပိုင်ဆိုင်နိုင်စေဖို့မိမိတို့နိုင်ငံကိုပြိုကွဲစေလိုတာဖြစ်တယ်လို့ဝန်ကြီးချုပ်ကဖြည့်ဆွတ်ပြောကြားခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကိုယာယီသမ္မတဖြစ်ထောင်ကိုရီးယားတရားရုံးပြန်လည်ခန့်အပ်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကပြောပြပေးထားပါတယ်။ ဝင်ကြီးချုပ်ဟန်ဒက်ဆူအပေါ်ဆွဆွဲဖြစ်တင်မှုကိုတောင်ကိုရီးယားနိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေတရားရုံးကဖယ်ချလိုက်ပြီးနိုင်ငံရဲ့ယာယီသမ္မတအဖြစ်ပြန်လည်ခန့်အပ်လိုက်ပါတယ်။သမ္မတယွန်ဆုတ်ယောကဆေးဥချုပ်ရေးဥပဒေကြီးညာဖို့ကြိုးပမ်းတာကြောင့်လွှတ်တော်ကတာဝန်ကနေရက်စဲကဆွဆွဲဖြစ်တင်ပြီးရနောက်ဝင်ကြီးချုပ်ဟန်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလမှာနိုင်ငံကောင်ဆောင်အဖြစ်တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့သူတာဝန်ယူပြီးသတင်းနှစ်ပတ်ကြာမှာပဲလွှတ်တော်ကသူ့ကိုဆွဆွဲဖြစ်တင်ခဲ့တာကြောင့်ဒုတိယဝင်ကြီးချုပ်ချူဆန်မော့ကတာဝန်ဆက်ယူခဲ့ရပါတယ်။ သမရကဆေးရုံချိုရေးဥပဒေကြီးညာဖို့စ조사ပြီးရဲ့နောက်ပိုင်းတောင်ကိုရီးယားမှာနိုင်ငံရေးအချက်အလက်တွေပေါက်လာခဲ့တာပါ။ယာယီသမရအဖြစ်ခန့်ခံခဲ့ရပြီးရဲ့နောက်ဝန်ကြီးချုပ်ဟန်ကဖွဲ့စည်းပုံခြေခံဥပဒေတရားရုံးတရားသူကြီးအသစ်ခန့်အပ်မှုတွေကိုတားဆီးထားပါတယ်။ဒါကသမရရှင်အပေါ်တခြားတားဆီးမှုတွေကိုကြိုတင်ကာကွယ်ထားတဲ့လောက်ရဖြစ်တယ်လို့ယူဆရပါတယ်။ဟန်ကသူ့ကိုယာယီနိုင်ငံခေါင်းဆောင်အဖြစ်ခန့်အပ်မှုတွေကျေးဇူးတင်ကြောင်းအစိုးရအဖွဲ့အဆင့်ပြည့်ပြည့်လဲပတ်နိုင်ရေးကြိုးပမ်းတော့မှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။သမရရှင်ကိုလွှတ်တော်ကဆွဆွဲပြစ်တင်ပြီးယာရုကနေ ဒီဇင်ဘာ14ရက်ကစလို့ရက်စဲခဲ့ပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကအတိပြုမှာပဲအမြဲတမ်းထုတ်ပယ်မှုဖြစ်လာမှာဖြစ်ပါတယ်။တကယ်လို့နိုင်ငံတော်တရားရုံးကသူ့ပေါ်ဆွဆွဲဖြစ်တင်မှုကိုပယ်ချခဲ့မယ်ဆိုရင်သူ့အနေနဲ့သမရဇာတုကိုချက်ချင်းထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။သမရရှင်အပေါ်ပြစ်ဒဏ်ချမှတ်မဲ့ရက်ပေါ်တော့တရားရုံးကမကြေညာသေးပေမဲ့ဆိုးမျိုးမှာတော့သူ့ကိုထောက်ခံသူတွေရောစန့်ကျင်သူတွေရဲ့ဆန္ဒပြပွဲတွေအရှိန်မြင့်တက်လာနေတာဖြစ်ပါတယ်။ နေ့ပြန်မတ်လ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်မှာအများအားဖြင့်တာယာနိုင်ပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်အထင်အင်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအိုင်9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းအထင်အင်ရှိနိုင်ပါတယ်။ ။တနင်္လာရီကံယူရန်နဲ့မௌတမာကွေတို့မှာလေဟာအရှေ့အရှေ့တောင်ဘက်ကနေတနင်္လာရီ9မိုင်မှာ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။မိုးချိန်တွေမှာတနင်္လာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။သခိုင်းတိုင်းနဲ့ချင်းပြည်နယ်တို့မှာတိမ်အသင်သင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်တွေမှာမြန်မာနိုင်ငံဒေသတချို့မှာအပူချိန်အနှဲငယ်ပြန်လဲရောကြနိုင်ပါတယ်။ မြို့အခြေအနေမှာသကိုင်းတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကျဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တလင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။လန်နက်ကိုင်ပဏိပခရီနဲ့စစ်ပွဲတွေကြမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲ။တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့။ ကုတ်ပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုသုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတစ်ခုတက်ပို့ပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခုရာနေရာတစ်ခုပေါ့။ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါ။ အတူတူဆိုရင် ကျွန်တော်တို့အားလုံးအတူတူဆိုရင် စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့နဲ့အတူ လုံခြုံ စိတ်ချရတဲ့ဘုံခုခြင်းတစ်ခုတည်ဆောက်ကြရအောင်။မိသားစုတစုပုံခုနိုင်မဲ့ဘုံခုခြင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ခြင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။ ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်6လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်လေးလက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမှိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။အပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါ ရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါ။စောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ။မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းခိုစို့